ရှေးဆက်တို့သည်လည်းတခါတရံမစုံစည်းသာလာမင်းမုံမုံအပိုင်း15ချေဝန်းလာရင်ထမင်းစားကန်းကြီးထဲမှာထမင်းစားစပွဲရှိကြီးကလူ18ယောက်စားစပွဲရှိဖြစ်၍တဖက်ထိတ်နဲ့တဖက်ထိတ်ဟာဝေးကွာလာပါသည်ဟိုးတဖက်ထိတ်ကဥပရန်ထွေအောင်ရဲ့မျက်နာသည် သူ့ရှိက18လက်မအမြင့်ဖျောင်းတိုင်နှစ်တိုင်မှမီးအောင်ကြောင့်နီးမြန်းမြန်းအယောင်ဟန်နေသည် သူတောင်းနေတဲ့မြန်မာငွေ7,800တန်းဆိုတဲ့ဖိုမီရိုဝိုင်းရဲ့အရှိန်ကြောင့်လည်းဖြစ်ပေမည်။ပွင့်ဦးလှသည်သူမရှိမှဟင်းပကံငယ်များထဲမှဟင်းတက်ချို့ကိုစိတ်မပါလှပဲတူနှင့်ညှက်စားနေရင်ကဖြက်ခနဲ့မရည်ရွယ်ပဲအမှတ်ရမိသည်မှာခြင်းမြောင်တိတ်ကုတ်သောမိဖို့ကြောင့်ငယ်လေးတွေမှာရံပဲ့အမိနေထားသောထမင်းနှင့်ငပိရေငရုတ်သိမ့်မှုန်ရဲရဲတို့ကိုရံပဲ့အမိကတယောက်တည်းလဲခွန်တက်များ သူမနေရန်ပင်ဖင်တိုင်ကုံပူလေးတွေပေါ်ထိုင်ရင်းပစက်လေးဟကတလုတ်စီအလဲကျစားခဲ့ဘူးတဲ့မြင်ကွင်းပဲ။အိုးခုချိန်မှာအဲ့ဒါလိုထမင်းရဲ့ငပိရဲ့ငရုတ်သိမ့်မှုန်ရဲ့ဆက်ဆက်နေထားတာကိုအန်တီခွန်ကျွေးတာလေးစားကျင်လှဆန်းပါပြီ။ကို့အကျွေးနှင့်ကို့မှုဥပရန်ထွေအောင်လှမ်းချီအကဲခတ်နေတာကိုသတိမပြုမိပါ။မင်းဘာတွေတွေးနေရလဲ။ထမင်းကိုဘယ်လိုစားနေရလဲ။ဟင်ရှင် ပွင့်ဦးသိမ့်နေမကောင်းလို့ပါဦးပါဇက်ထဲအလွယ်ကူဆုံးရောက်လာတော့အချောင်းပြချက်ကိုပေးအပီတွင် ဥပရံကသူ့လက်ထဲကဝိုင်ကွက်ကိုစပွဲပေါ်စောင့်ချလိုက်ပါသည်အဲ့ဒါကြောင့်မင်းကိုစေးသွားစစ်ဖို့ပြောရင်မဟုတ်လားပွင့်ဦးစစ်ပေးပါပြီနှလုံးထုတ်ကုတမတော်ကပွင့်ဦးနှလုံးကို စတန်ထဲဖို့ပြောတယ်ဂျပန်ကနှလုံးခွဲစိတ်အဖွဲလာဖို့ရှိတယ်တဲ့အဲ့ဒီအချိန်ကိုစောင့်နေရပါ ဘာဖြစ်လို့စောင့်နေမှာလဲစင်ကာပူကိုကုချက်ချင်းသွားကုချက်ချင်းလိုအပ်တာလုပ်လို့ရတယ်။မင်းဘာဖြစ်လို့ခေါင်းမာရလဲပွင့်။ဒီမှာလဲလုပ်လို့ရနေရအောင်ရေချားမြေချားသွားမလုပ်ချင်လို့ပါ။မင်းဘာဖြစ်လို့မြန်မာပြည်ရဲ့စီးလောကကိုမြန်မာဆရာဝန်တွေကိုတန်ရုံးစင်ကြီးကြီးဖတ်တွင်နေရတာလဲ။ကို့အသက်ကို့ကျန်းမာရေးအတွက်အကောင်းဆုံးနည်းလမ်းကိုတုံးရမှာမဟုတ်ဘူးလား။ပွင့်လှကဥပရံကိုလှမ်း၍စိုက်ကြည့်လိုက်မိရင် ဖွင့်ဦးကိုရင်ဒီစေးပညာကိုချစ်ပြီးဆရာဝန်ဖြစ်ဖို့မျှော်မှန်းချက်ထားခဲ့ဖို့တရားပဲလေဦးဦးနဲ့လက်ထပ်ဖို့ဦးကကျောင်းဆက်မတက်ရဘူးလို့ပြောရစကားကိုနားထောင်ပြီးဖွင့်ဦးကျောင်းထွက်လိုက်ရတာလေအခုဒီရောက်ဖွင့်ဦးတို့အရွယ်တက်တူရွယ်တူဆရာဝန်တွေထဲမှာဖွင့်ဦးတနေချင်းတွေအများကြီးပဲဖွင့်ဦးတို့အတော်များများနဲ့လဲတိုင်ပင်ကြည့်ပြီးပါပြီစတန်ထဲတာဒီမှာလဲကောင်းကောင်းလုပ်နိုင်နေတာပဲအခုကဂျပန်ဆရာဝန်အဖွဲ့ကတော့လာထည့်ပြီးမှာဒီကဆရာဝန်တွေကိုငါမကြိုက်ပါဘူးဆို ဦးဘာဖြစ်လို့တရားဆရာဝန်တွေကိုအမြဲနှိမ်ချပြောစင်နေရတာလဲအဲ့လိုအမြဲပြောတတ်တာပွင့်ဦးမကြိုက်ဘူးမကြိုက်ရင်လဲတည်လေမင်းလည်းပဲမင်းကြီးစာဟောင်းတယောက်အတွက်နဲ့ဆရာဝန်မှန်တယ်မြောက်အလကားနေအကောင်းမြင်အထင်ကြီးနေတာငါမကြိုက်ဘူးပွင့်ဦးမျက်နာလေးကပြောင်းလဲသွားရပါသည်ဘာဆိုင်လို့လဲဦးဥပရံမူးနေပြီထင်တယ်ဝိုင်းတပလင်းလုံးကုန်တော့မယ်ငါမမူးဘူးပွင့်ဦး မင်းငါပလီရပြန်လာကလေးကပြောင်းလဲလာတာငါမသိဘူးလို့မင်းထင်နေရလားမင်းဟိုမှာရံပယ်ဆိုရဲကောင်နဲ့ပြန်တွေ့လာတာငါသိပါရဲ့မင်းတို့ချင်းဘလို့အပတ်အသက်အဆက်အသွယ်ရှိနေတယ်လဲမှမသိတာဒီကောင်ရဲ့မိမကတော့မင်းကိုမကြည်မလင်ဖြစ်နေမဟုတ်လားဒါလဲငါသိတာပဲပွင့်ဦးမျက်နာလေးကညှိုးကပြန်ရင်းလာရပါသည်ပွင့်ဦးတို့အဆက်အသွယ်မရှိပါဘူးဦးဘရန်ဟိုမှာတွေ့ရလဲမတော်တဆသွားစုံတာပွင့်ဦးဘာတတ်နိုင်မှာလဲ နောက်လည်းပတ်သက်စရာမရှိပါဘူး။သူ့မိန်းမကလည်းသူ့ဘာသာပွင့်ဦးရဲ့ချင်မှလာကစားတာ။ဥပရံကိုကျော်လင်းတိုင်းထင်ရမြင်ရပြီးသတင်းပို့တိုင်းအကုန်အမှန်လို့ယုံစားမနေပါနဲ့။အိမ်မှာသုံးဆွေးနေတဲ့မြဖုန်းအလုံးတိုင်းရဲ့အဝင် အထွက်ကိုလည်းငါစစ်ပြီးပြီးပွင့်မင်းကောင်စီကခင်မျိုးတွေဖုန်းကိုအဝင်ခေါ်ထားတွေ့။ဩတအိမ်လုံးရှိတဲ့မြဖုန်းအဝင် အထွက်တွေပါလိုက်စစ်ထားပြီးဆိုတော့ဥပရန်စိတ်ထဲမတင်ကြမှုမကျေနပ်မှုဟာအခုမှမဟုတ် ကာလတစ်ခုရှိနေပြီပေါ့ဥပရံထရယောင်လိုလူတယောက်အဖို့ဘာကိုပဲသိချင်းသိချင်းငွေအင်အားလူအင်အားတုံ့ရစုံစမ်းရမှာခက်ခဲတဲ့ကိစ္စတစ်ခုမဟုတ်ဒီလောက်ကလေးများနဲ့ပွင့်ဦးကိုသူမကြေမချမ်းတန်တရာဖြစ်နေတာဟာရင်ကျင်ဖို့တော့ကောင်းသည်သူကြတော့မရင်ငယ်လို့မခေါ်နိုင်ုံလေးတမင်တယောက်ပြီးတယောက်ပတ်သက်နေကြတာလေအင်းတော်သက်ရှင်းနှစ်လောက်အထိဥပရံထရယောင်မှာထိုကိစ္စမျိုးတရင်မကြခဲ့ရာ အဲ့ဒီရဲ့နောက်မှာပထမဆုံးဥပရံရဲ့အင်ပြင်ပသမုဒ္ဒရာဇလန်းတစ်ကိုကြားသိခဲ့ရချိန်မှာပွင့်ဦးလှပူလောင်ပောက်ကွဲခဲ့ရပါသည်ဥပရံကိုချစ်သည်ဖြစ်စေမချစ်ဘူးဖြစ်စေဒီလိုကိစ္စမျိုးစကြားရချိန်မှာတော့ဆက်ဆက်ခါဖြတ်ဖြတ်လူ ခံစားခဲ့ပူတာပဲအဲ့ဒီတုန်းကအင်တွင်းကြီးဟာရန်တွေဖြစ်ဝုန်းတိုင်းတွေချင်းစုညံပောက်ကွဲနေခဲ့သည်နှစ်တွေကြာလာတော့လေထို့သို့သော ကိစ္စမျိုးအပေါ်ပွင့်ဦးရိုးသွားခဲ့ရပါသည် ဥပရံဟာပွင့်ဦးကိုတော့ချစ်နေသေးစေဖြစ်တော်လဲဒီကိစ္စမျိုးတွေကိုမရှောင်ကျင်နိုင်ကြတော့ပါဥပရံလိုအနေအထားနဲ့လူတယောက်အဖို့ရုံးကမတိုးလင်တော့မှပိုက်ကတိုးဝင်လာလိမ့်မည်ဆိုတာမြင်းကမလှုပ်တော့မှခုံကလှုပ်တော်မည်ဆိုတာကိုလည်းချိတ်မိတ်နားလည်ခဲ့ရတော့သည်မဟုတ်လားကြာတော့ပွင့်ဦးလဲထုံသွားဟုံသွားယိုးသွားတော့သည်ဒါပဲဥပရံတခြားတစ်ဖက်ကိုအာယုံကျနေပြီးကိုယ့်ဘက်အာယုံမလှဲ့လင်ပင် လွတ်လပ်တယ်တက်တာတယ်လို့ခံစားလာရသည် ကို့ဘာသာအေးအေးတက်တာပြောတတ်လို့နေလို့ရတယ်လို့ကျေနပ်တက်လာပါသည်ဒါဟာအစကတည်းကဥပရံကို ပွင့်အောင်လှလေးလေးနက်နက်မချစ်ခင်လို့ပေါ့မင်းတခြားဖုန်းသစ်တွေပါပြီထပ်ဝင်သုံးနေသေးလားဟဲ့အင်းမသုံးပါဘူးပွင့်အောင်မှဖုန်းအလုံးပေါင်းများစွာသုံးနေရလောက်အောင်လေအလုံးမများအပေါင်းအသင်းလည်းမများပါဘူးဥပရံပြီးတော့ဥပရံစစ်စေးတွေ့ရှိတဲ့တစ်ချိန်မမျိုးစီသူ့ဖုန်းဆက်တာလွင် နောက်ထပ်ဆက်သွယ်မှုလည်းလုံးဝမရှိပါဘူး။အဲ့ဒီတချိန်ကတော့ဘာကိစ္စကြောင့်သူဆက်တာလဲ။ပွင့်ဦးလာနှုတ်ဆွန်သွားရပါသည်။အမှန်တိုင်းပြောရင်သူ့မိန်းမနဲ့မဆက်ဆံဖို့လမ်းတောင်းမြတ်တာပါဟုပြောရမည်။ဒါဆိုရင်နောက်ဆက်တွင် ရှင်းပြစရာတွေတရှိတန်လျာထွက်ပေါ်လာပေမည်။စက်မာရီသတင်းမိတာပါဟုလွှဲပြောနေကုန်။ဒါဆိုရင်လေသူကမင်းကို စိတ်ပူနေလို့မင်းကျမ်းမာရေးကိုမိရတာလားဟုဥပရံမိတော့မှပွင့်ဦးချိုတည်နေပါသည် စဉ်းစားရင်နှုတ်ဆက်သွားခြင်းဟာမမျော်လင့်ပဲစက္ကန့်ပိုင်းမှမိနစ်အထိကြာညောင်းသွားခဲ့သည် ဥပရန်ထရီအောင်ကလက်ထဲကတူကိုထမင်းစားစပွဲပေါ်အတံမြီအောင်စောင့်၍ပစ်ချလိုက်ခါကလတ်ထိုင်ကိုနောက်သို့ကျန်းတန်းစွာတွန်း၍ထရက်လိုက်သည်ကောင်းပြီမပြောနဲ့အဲ့ဒီကိစ္စအကြောင်းမင်းမပြောနဲ့ဥပွင့်ဦးလှကတုံတုံလှုပ်လှုပ်လေးလှမ်းခေါ်ကဥပရန်ထွက်သွားရနောက်သို့ခတ်သွက်သွက်ပြေးလိုက်ခဲ့ပါသည်ဥ ။ Uber တကယ်တော့ဘာမှမမေရရရှိနဲ့တော်တော့ပြောစရာမလိုဘူးရှင်းပြစရာမလိုဘူးမင်းသိထားဖို့ကကဘာပြတ်နေပြီဆိုရင်တော့တခြားလူတွေလိုကိုကသွေးယူသွေးတန်းတုံလှုပ်ပြေးပေါက်မှားနေမဲ့သူမျိုးမဟုတ်ဘူးပွင့်ဦးမင်းနဲ့ကိုဘယ်နည်းနဲ့ရှင်းတန်ရက်တီကြံမလဲဆိုတာ plan A plan B နှစ်မျိုးလောက်နီးလန်းရှာဖွေတွေးရှိထားပြီးသားဖြစ်နေမဲ့သူပဲပွင့်ဦးလာသည်ရင်ဝါမမောဟိုက်တယ်လို့အသက်ရှူမဝါဖြစ်လာကား သမင်းစာကံအခန်းကိုနေရန်ကြောက်လွားချက်ကလေးတွေကိုလက်ထောက်အားပြုရင်းရက်ကြံရခဲ့ပါသည်ခင်မျိုးတွေလာတွေးတာကိုပြန်လည်အားပြုရင်းအခန်းရှိရာဖြည်းဖြည်းလှမ်းလာခဲ့ရပါသည်ဒေါ်စပယ်ကပွင့်ဦးလှရဲ့ပခုံးကလေးကို ထွေးဖက်လိုက်ရင်တိတ်လဲစိတ်မပူပါနဲ့တမီးရဲ့ဥပရန်ထွေအောင်ကတမီးနဲ့ရံပင်အဆက်အသွယ်များရှိနေမလားတွေးပူပြီးတမီးကိုတတ်တတ်ချောက်တာဖြစ်ပါလိမ့်မယ်ပွင့်ဦးကခေါင်းလေးခါရင် မဟုတ်ဘူးအန်တီဥပရံအကြောင်းသမီးပိုသိတာပေါ့။ तू ကစိတ်နဲ့တိတ်ကြီးရဲ့အပြင်လောက်သမား၊ကင်သမားကတိုးတက်အောင်မြင်နေတော့တိတ်နဲ့ဂုံမောက်တယ်။အရာရာနိုင်ရမှပိုင်ရမှဆိုရင်အထာစိတ်တွေကြီးတယ်။ तू အလောက်ကင်တွေနဲ့ပတ်သက်တဲ့အနောက်ရှက်တွေကို तू ဘလို့ရှင်းလင်းပြစ်ခဲ့တယ်လဲသမီးအသိဆုံးပါ။ဒါကြောင့်သမီးစိတ်ပူတာပါ။ရှမ်ပိန်းကိုတခုခုအနောက်ရှက်ပြီးမှသမီးစိုးရင်နဲ့အန်တီရှမ်ပိန်းကသူ့ပညာနဲ့သူ့လူနာလွင် ဘာမှပန်းနဲ့လူကြီးလေရာမဟုတ်ဘူးလေရိုးရိုးချင်းစကမ်းသွားသူမျိုးလေအေးပါဟုတ်ပါတယ်အန်တီလေးရံပဲ့ကိုအနှဲအကျင့်တော့တတိပေးပါမယ်ဘာမှမဖြစ်သေးပဲစိုးရင်တကြီးတွေသွားလုံရင်လေရံပဲ့ရပါထူပူပြီးထဲရီလုံနေအောင်မယ်သူကလည်းခုနောက်ပိုင်းအလုတ်တာဝင်ကများအချင်းကနေတော့စိတ်တူတက်လာတယ်သမီးရဲ့အန်တီကြည့်ပြောပါမယ်ကွင်း နပလီယာစရဲ့အဖြစ်အပျက်တို့ရဲ့အစာအဆုံးကိုဒေါ်စဘဲ့ကိုလို့တော်ရှိ မလို့တော်ရှိပွင့်ဦးအားလုံးအသိပေးတာဖြစ်ပါသည်ခွင်းနုနယ်ရဲ့အခန်းကဏ္ဍအပြည့်အစုံကိုလည်းအပုပ်အလုံးမရှိပဲပြောပြသည်ပွင့်ဦးနှင့်ခွင်းနုနယ်ခြားကအဖြစ်အပျက်ပွင့်ဦးနှင့်ရံပဲ့ခြားကစကားတို့အားလုံးကိုဒေါ်စဘဲ့သိရှိထားလင်းပြဿနာတစုံတရာရှိပါကချောင်းဝင် အကြံပေးဖြေရှင်းနိုင်မင်းထင်မိလို့ပင်သမီးရောနေကောင်းရဲ့လားပွင့်ဦး ကောင်းပါရဲ့အန်တီတခါတလေမှ နေလို့ထိုင်လို့တင်းကျပ်ပြီးမောပြီးမကောင်းတာပါစတန့်ထဲပေါ်ရက်ချင်းစောင့်နေရဥပရန်ထွေအောင်စိတ်ကြည်နဲ့အောင်စင်ကာပူသွားလုံးလိုက်ရင်လေပြီးတော့ပေါ်တမီးရဲ့ဘယ်မှာလှုပ်လှုပ်ကိုနေကောင်းဖို့လိုရင်းမဲမဟုတ်ဘူးလားဟုတ်ပါရဲ့အန်တီဒါပေမဲ့အခုလာမယ့်ဂျပန်သမားတော်အဖွဲ့ကြည့်မယ်လူနာရင်းစရင်ထည့်ပေးထားတဲ့ဆရာဝန်ကတမီးတငယ်ချင်းဥလေးပါ သူ့ကိုအပူကပ်ပြီးစရင်သွင်းထားပြီးမှ ပြန်ထွက်ရမှာလေး အာနာကောင်းလာလေ။ဘာပဲဖြစ်ဖြစ်အိမ်ထောင်တစ်ခုရင်လို့တိဆောက်ပြီးခဲ့ရင်ဘယ်နည်းလန့်နဲ့ငင်းငင်းချမ်းချမ်းတည်မြဲမလဲကိုပဲရွေးချယ်စဉ်းစားပြီးစကမ်းသွားရမှာပဲတမီး။တမီးခင်မောကတမီးကိုတိတ်ချက်ပါလိမ့်မယ်ပွင့်ဦးရဲ့။အန်တီရဲ့အန်တီကရိုးစင်းတဲ့ဘဝခေးလန်းကိုအေးအေးမှန်မှန်ရှောင်နေတဲ့သူမျိုးပွင့်ဦးတို့အိမ်ထောင်ကြီးအကြောင်းရင်မောစရာစိတ်မသက်သာစရာ မခံချိစရာတွေကို လုံးစိပတ်စိပြောမနေတော့ပါဘူးလေအတူချောက်ပြောရရင်အရွယ်ရှိတဲ့၍ငွေရှိတဲ့၍သူ့ချက်တွေကကုန်နိုင်မှာမဟုတ်တာပါဒေါ်ဆပင်ရဲ့အထွေအဖက်ကပုံမူတင်းကျပ်သွားရင်တရားဝင်နောက်ထပ်ဒုတိယအိမ်ဆောင်တွေဘာတွေတော့မရှိဘူးမို့လားအဲ့လိုတော့ကုထိမရှိသေးဘူးပေါ့အန်တီအဲ့ဒါပွင့်ဦးကိုပဲသူတံမိုးထားလို့ပေါ့သမီးအစောပိုင်းကတော့ပွင့်ဦးလဲပူလောင်ပောက်ကွဲခဲ့ပေမယ့် နောက်တော့စိတ်လျှော့ထားပါတယ်အန်တီသိပ်ပြေဆုံးချမ်းသာရဲ့ယောက်ျားလေးသူ့လိုချင်တာဘာမှစိုးရရတယ်ဆိုရင်စိတ်အပြည့်ရှိတဲ့ယောက်ျားလေးပွင့်ဦးကိုယ်တိုင်ဘသူမှရိုက်မပေးစားပဲရွေးချယ်ခဲ့တဲ့ယောက်ျားလေးလို့တမီရဲ့ဒေါ်စပေသည်မျက်ရည်စာတို့ရှက်လေသောမျက်ဝန်းကိုအတင်းပုတ်ခတ်နေရပါသည် သူ့ကိုထမင်းနေခိုင်းပြီး သူနဲ့ပေးထားတဲ့ထမင်းကိုဇွန်လေးနဲ့စိတ်မပါလက်မပါဖြီးဖြီးစားနေတဲ့ပွင့်ဦးကိုလက်တဖက်ထဲနဲ့ဖတ်ထားရတာပင်အမေယာချစ်ခင်တနာလာ၍လက်နှစ်ဖက်နဲ့ကြက်ကြက်ဖက်ကပခုံးကလေးဖြစ်ဖြစ်ငုံကမှွေးကျင်မိသေးသည်အင်းရှိကဘဲလ်တန်ကြောင့်အကြီးကတကားသွားဖွင့်သည်ဧကန်းမှာပင်ထိုင်ဆောင်နေသောခင်မျိုးတွေကဧည့်သည်ကိုမြင်ပြီးနောက်ပွင့်ဦးထံတစ်ချက်နှမ်းကြည့်လိုက်ပုံကြောင့်ပွင့်ဦးရှင်လည်းထိတ်ခနဲဖြေရသည် ရှမ်ပင်ရှမ်ပင်များလားအတွေ့မှားကြောင့်ချက်ချင်းသိရပါသည်အိမ်ထဲလှမ်းဝင်လိုက်သောဖွေးနုနေသည် ထမင်းစားကန်းနေကထမင်းစပွဲမှာအတူရှိနေသည်ဒေါ်စပယ်နှင့်ပွင့်ဦးကိုမြင်ကမျက်နာက ကွက်ခန်းနေမင်းညူသွားပါသည် ထမင်းစားနေရဲ့ပွင့်ဦးလာကို ပခုံးလေးလှမ်းဖတ်ထားတဲ့ဒေါ်စပိတ်ကိုကြည့်တဲ့အကြည့်ကလေးတအံ့တအောတနင်တသည်ပွင့်ဦးလာက စားလက်စာစွန်းလေးကို အသာချလိုက်ပါသည် ပွင့်ဦးပြန်တော့မယ်လေအန်တီဟမ်အေးအေးပြန်တော့မလို့လားသမီးရဲ့ပွင့်ဦးလာကအသာထရက်ခါအင်းရှိခန်းတို့ထွက်လာချိန်တွင်ခင်မျိုးတွေကပွင့်ဦးအိတ်ကိုပါယူကာပြန်ဖို့အသင့်ထားပြီပွင့်ဦးလာကသူ့ကိုမီးဝင်းဝင်းလက်တော်မျက်ဝန်းတို့နှင့်ချိန်နေသောဖွေးနှုနယ်ကိုတစ်ချက်တော့ရင်ကျင်းမှုအလုံးကပြုံးပြလိုက်ပါသည်ဒီမင်းကလေးဘလို့မှပြန်ပြုံးပြလိမ့်မည်မဟုတ်တာကိုလည်းသိပြီးသားပဲ။